အားလုံးပဲမင်္ဂလာပါခင်ဗျာစနေနေ့မနက်အစောပိုင်းမှာဆိုလို့ရှိရင်တော့ World Cup Qualification ပွဲစဉ်တွေအများကြီးရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံတိုင်းအကောင်ဆုံးပွဲစဉ်လေးတပွဲကိုရွေးထုတ်ပြီးတော့ပွဲကြိုသုံးသပ်ခံမှန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ် အကျန်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ Mama Group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။မနေ့ကလည်းဒါ Mama Group ကညီကိုတွေ OK ကြမယ်လို့ထင်ပါတယ်ဗျ။ +2 က OK ခဲ့တယ်ပေါ့နော်။ OK ဆိုတော့ကျွန်တော်ရွေးချယ်ထားတဲ့ UEFA ပေါ့နော် Qualification ပွဲစဉ်ကတော့ Kosovo နဲ့ Slovenia အတင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။စနေနေ့မနက်တနားရီ15မှာရှင်ပြန်ကစားမယ့်ပွဲစဉ်ပဲလည်းဖြစ်ပါတယ်။ဆိုတော့လက်ရှိကျွန်တော်အမှတ်ပေးစရာလေးကိုပဲအရင်ဆုံးကြည့်ရအောင်ပေါ့နော်။လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ Switzerland ကတော့အဆင့်တနေရာမှာရပ်တည်နေတဲ့ဒီအုပ်စုမှာနှစ်ပွဲကစားပြီးတော့နှစ်ပွဲအနိုင်ရရှိထားတယ်၊၆မှတ်ရရှိထားပါတယ်။ Kosovo ကတော့ နှစ်ပွဲကစားပြီးထားအချိန်မှာဆွီဒင်အသင်းကြီးကိုနိုင်ထားတယ်ကျွန်တော်ဆွစ်ဇာလန်ကိုဂိုးပြတ်ရှုံးပြီးတော့ရမှတ်သုံးမှတ်ရရှိထားတယ်ဆွီဒင်ကတော့တပွဲတည်းတပွဲရှုံးနာတာဖြစ်တဲ့အတွက်ရမှတ်တမှတ်ပဲရရှိထားပါတယ်ဆလိုဗေးနီးယားကတော့တပွဲတည်းတပွဲရှုံးရမှတ်တမှတ်ဆိုတော့ဒီအုပ်စုကတော့ဒါအုပ်စုချက်လို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ ဒီလေးသင်းတွေကနှစ်သင်းရတော့ကမ္ဘာပလားချစ်စစ်ပွဲအောင်မြင်မှာဖြစ်ပြီးတော့လက်ရှိမှာတော့ဒါဆွစ်ဇာလန်အခြေအနေကောင်းနေတယ်။အောက်မှာလည်းဒါကိုဆိုဗိုလည်းပုံစံကောင်းရနေတယ်လို့ဒါဆွီဒင်ကလည်းနာမည်ကြီးအသင်းဖြစ်တယ်။ကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားတယ်။ပြီးတော့ဆလိုဗီးနီးယားလည်းထိုးနီးလကောင်းပဲ။ဆိုတော့ဒီသုံးသင်းတွေကဘယ်သင်းရပါတော့ဒါနောက်တစ်ဆင့်ကိုတက်သွားမလဲဆိုတာစိတ်ဝင်စားဖို့တော်တော်လေးကိုကောင်းပါတယ်။ဒါကိုဆိုဗိုဆွီဒင်နဲ့ဆလိုဗီးနီးယားသုံးသင်းတွေရပါတော့။ ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းဒါဆွီဒင်အိမ်ကွင်းမှာဒါဆွစ်ဇာလန်နဲ့အတင်းကြီးအချင်းချင်းတွဲဆုံနေတာဖြစ်တဲ့အတွက်ပွဲချက်နေတဲ့အနေအထားမှာဒါကိုဆိုဘိုကတော့ဒါဆလိုဗေးနီးယားနဲ့ကန်ရမယ်ဆိုတော့အဲတုံးနေစလုံးကတော့ဇာတုအခွင့်အရေးရှိနေသေးတယ်ဆိုတော့ကိုဆိုဘိုအနေနဲ့ကလည်းရမတ်သုံးမရရှိထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုအနိုင်ရမယ်ဆိုလို့ရှိရင်တော့ဒါမျောလင်းချက်တွေရှင်သန်လာမှာဖြစ်သလိုတစ်ဖက်ကဆလိုဗေးနီးယားအနေနဲ့ကလည်း ဆွီဒင်နီးတူရမှတ်တမှတ်ပဲရရှိထားတာဖြစ်တဲ့အတွက်ကိုနောက်ဆင်းတက်ဖို့အတွက်လက်ကျန်ပွဲစဉ်တွေမှာရမှတ်စုဆောင်ဖို့လိုအပ်နေတယ်ဒီပွဲစဉ်ကနိုင်ပွဲလိုအပ်ချက်မြင့်မားတဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ်လက်ရှိကိုဆိုဘွဲဝါရင်ကင်းကတော့ဒါ61ဖြစ်ပြီးတော့ဆလိုဗေးနီးယားအသင်းကတော့ဒါဝါရင်ကင်း90မှာရှိတယ်ဆိုတော့ဝါရင်ကင်း40လောက်တော့ကွာနေတယ်ဆလိုဗေးနီးယားကတားတယ် ကစားသမားပေါ့နော်နှစ်သိန်းရဲ့စုဖွဲ့မှုအရဒါတူးချင်းဆွမ်းဆောင်ရင်မြင်မာတဲ့ကစားသမားတွေကလည်းဒါစလိုဗေးနီးယားမှာပို့ပြီးတော့များရလို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ဒါတိုက်စစ်ပိုင်းမှာဆိုတာ United တိုက်စစ်မှုဘင်ဂျမင်ဆက်စကိုလိုကစားသမားမျိုးတွေရှိတယ်အဲကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒါလိုဗစ်လိုကစားသမားမျိုးတွေဒါစတန်ကိုဗစ်လိုကစားသမားမျိုးတွေရှိတယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းဒါလီး United အသင်းကဒါဘီဂျိုးလိုကစားသမားမျိုးပြီးရင်တီကိုကအက်တလက်တီကိုမက်ဒရစ်အသင်းကဝိုင်းဂိုဒမာရန်အိုဘလက်တို့ပါဝင်နေတာဖြစ်တဲ့အတွက် စုဖွဲ့မှုကောင်းကောင်းနဲ့လူစင်းကောင်းကိုပိုင်ဆိုင်ထားတယ်။တစ်ဖက်ကဒါကိုဆိုဘူကတော့အတင်းလိုက်ကစားပုံကတော့မာကျောတဲ့အတင်းကြီးတွေကိုခံကန်နိုင်တဲ့ခြေစွမ်းမျိုးရှိတယ်။တိုက်စစ်ပိုင်းမှာစောင့်ကြည့်ရမှာကတော့ဒါကိုဆိုဘူရဲ့ဝိုင်းတိုက်စစ်မှုရုရှားကတော့စောင့်ကြည့်ခြင်းစရာတော့ကောင်းတယ်။ကိုဆိုဘူနဲ့ဆလိုဗီးနီးယားရဲ့ဟတ်တူဟတ်အရာကြည့်မယ်ဆိုလို့ရှိရင်လည်းအနီးကပ်ဆုံးကတော့2020 Nation League မှာတော့အင်ဂွေဝေဝေနှစ်ကြော့လုံးဒါဆလိုဗီးနီးယားအတင်းကနိုင်ထားတယ်။ဆိုတော့ Warrington လည်းတာတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့အာရှရဲ့အကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ကိုဆိုဘူကတော့မှဒါမနက်ခင်းက level 10ကနေလက်ရှိမှာဆိုလို့ရှိရင်တော့ဒါ level 30လောက်အကျော်ပြီးလာတာမျိုးတွေ့ရပါတယ်။ Okay ဆိုတော့ကျောင်းတာ war ranking 40နဲ့50ညီပါกว่าနေတဲ့အသင်းတွေရဲ့ဒါအကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ war ranking မြင့်တဲ့အသင်းကအဝေးဝင်ဖြစ်နေသည့်အတိုင်းအောင်အအနည်းဆုံးပေါ့နော် level 80လောက်ပေးတင်တာမျိုးရှိတယ်ဒီထက်ပိုပြီးတော့နိုင်ပွဲလိုအပ်ချက်မြင်မာတယ်ဆိုလို့ရှိရင်တော့1 3သို့မဟုတ်1 plus 50ဆိုတာမျိုးလောက်ပေါ့နော်ဒါဖွင့်ပေးတင်တယ်လို့တော့ အာမြင်နေပေါ့နော်ဖွင့်ဖွင့်လေးဖွင့်ထားလည်းရှိတယ်ဆိုနိုင်မလို့အချက်အရာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကိုဆိုဘိုကရမှတ်သုံးမှတ်ရရှိထားတယ်ဆလိုဗီးနီးယားကရမှတ်တမှတ်ပဲရရှိထားတာဖြစ်တဲ့အတွက်ဆလိုဗီးနီးယားကတော့မှပေါ့နော်ဒါနိုင်မလို့အချက်ပို့ပြီးတော့လိုအပ်နေတာမျိုးရှိတယ်ဒါကြောင့်ကျွန်တော်ရှေ့ကသုံးသပ်ပေးခဲ့တယ်လို့ပဲပေါ့နော်ဆလိုဗီးနီးယားအနေနဲ့အဝေးဝင်းဖြစ်နေသည့်တိုင်အောင်ဝါရင်းကင်းလည်းမြင့်တယ်ကစားသမားကောင်းတွေလည်းပိုင်ဆိုင်ထားတဲ့အနေအထားမှာကိုဆိုဘိုကတော့ level 90လောက်တော့အနည်းဆုံးပေးသင့်တယ်လို့တော့ကျွန်တော်ထင်တယ် ဒါပေမဲ့လက်ရှိမှာကိုဆိုဘွားတော်မှမနက်ခင်းက level 10ကနေပြီးတော့ level 30ဆိုတဲ့အနေအထားမျိုးလေးဒါပြင်းရှားတဲ့မာကျောတဲ့ပုံစံမျိုးလေးပေးလာတာဖြစ်တဲ့တော့ဗောနော်ဘူကီရီအနေနဲ့ကိုဆိုဘူကိုတော်မှအထင်ကြီးနေပုံရပါတယ်ဆိုတော့မနေ့ကလည်းအဲ့လိုပုံစံတူပဲဗျ Faro Island နဲ့ Montenegro ပွဲစဉ်မှာဒါ Montenegro က Faro Island ထက် Warrenking မြင့်နေတိုးတော်လဲပေးတင်ပေးထိုက်တဲ့အကြောပေးမှုမပေးတာမျိုးရှိရတဲ့အတွက်ကျွန်တော် Faro ကျွန်းစု ကိုပေါ့နော် member ပွဲစဉ်အဖြစ်ရွေးချယ်ပြီးခဲ့တာ Faro ကျွန်းစုကဒါ၉ပြက်ပေါ့နော် Montenegro ကိုနိုင်သွားခဲ့တာမျိုးရှိတယ်အဲဒီနေ့မှလည်းပုံစံတူပွဲစဉ်လေးလို့တော့ကျွန်တော်ထင်တယ် Slovenia အနေနဲ့ပေါ့နော်နိုင်မယ်ဆိုလို့ရှိရင်တော့နိုင်တဲ့အခြေမျိုးကိုအကျော်ပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာကြီးမပြေးရတော့ကိုကျွန်တော်ကကိုဆိုဘိုကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ကိုဆိုဘိုအိမ်ခွင်းမှာအာနောက်ထပ်နိုင်ပွဲတစ်ပွဲရရှိသွားလိမ့်မယ်လို့တော့ထင်ပါတယ် risk ကတော့30လောက်ယူရမှာပေါ့နော်ကိုဆိုဘိုကိုတော့ဒီအဲဒီနေ့ poison လေးမှာကျွန်တော်ကြိုက်ပါတယ်ဒါလေးကတော့ free poison လေးဖြစ်ပါတယ်ကြံရှိနေတဲ့ poison တွေကိုတော့ mama cream လေးမှာတင်ဆက်ပေးတော့မှာလည်းဖြစ်ပါတယ်ဂျိုင်းနေညီကိုတွေအတွက် fiber number လေးချထားပေးပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ